အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ညံကောင်းလွန်သောလဲသမားပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကလဲခွင်းထဲမှာလဲထုံးနေတဲ့လဲသမားတယောက်ဟာနေအပူလွန်ပြီးလူရောနှွားပါပေးမန်းနေပြီမို့အလုပ်ကို ရန်နာလိုက်ပါတယ် အနားယူဖို့ထွန်ကနွားကိုဖြုတ်လိုက်ပါတယ်။လယ်သမားဟာသူ့ရဲ့နွားတွေကိုတစ်ပင်ရိပ်အောင်မှကျိုးနဲ့ချီထားပြီးသူကတော့သင်းမြစ်ဆောင်ပေါ်မှာ ခြေပြက်လက်ပြက်ထိုင်ချပြီးနားနေလိုက်ပါတယ်။အဲ့ဒီအချိန်မှာမြို့ကိုသွားမယ်မျက်စိလာတဲ့ခီးတဲ့တယောက်ဟာသစ်ပင်ရိပ်အောက်ကို ရောက်လာပါတယ်နေကလည်းအလွန်ပိုခီးကလည်းပင်ပန်းလာတာကြောင့်သစ်ပင်ရိပ်မှာနားဖို့မြင်းဖော်ကဆင်းလိုက်ပါတယ် ပူပင်မလိုက်တာနေကလည်းပူလွန်လှတယ်။ဒီသပင်အောက်ကိုရောက်မှပဲအေးချမ်းသွားတော့တယ်။မြင်းစီခီးတဲ့ဟာအေးအဝါသာကောင်းလာတဲ့သပင်ကြီးကို မော့ကြည့်ပြီးပြောတယ်။မြင်းစီခီးတဲ့ဟာသူ့မြင်းကိုနွားတွေရဲ့အနားမှာခြိထားဖို့ဆွဲလာတယ်။အဲ့ဒီအခါလေသမားကဗျိုးခီးတဲ့ကြီးကျုပ်ရဲ့နွားကခွေတက်တဲ့ ခမရရဲ့မြင်းကိုကြုတ်ရဲနွားတွေအနားမှာခြိမထားနဲ့မတော်လို့ကြုံနွားတွေကခွေရင်ခမရမြင်းခံသွားရလိမ့်မယ်လို့သတိပေးတယ်။မြင်းစီခီးတဲ့ဟာလဲသမားပြောတာကိုကြားပေမဲ့မကြားရင်အောင်စောင်းနေလိုက်တယ်။သူ့လိုမျိုးကြီးသားတယောက်ဟာဘာမှဟုတ်တယ်တော်သားကပြောတာကိုမယုံကြည်ဘူးဆိုတဲ့သဘောနေလိုက်တယ်။ ကြမီမှာလေသမားရဲ့ပြောစကားအတိုင်းနွားတွေဟာမြင်းကိုဝိုင်းခွေလို့မြင်းရဲ့အရှိုက်ကိုထိပြီးသိဆုံးသွားတယ်။ဟင်ငါမြင်းကိုနွားတွေခွေလို့သိပြီးမြို့သားခီးတဲ့ဟာသူ့မြင်းသိဆုံးသွားတာကို မကြည်မနှဲဖြစ်ပြီးမြို့သားမင်းစီကိုတိုင်လိုက်ပါတယ်။မြို့သားမင်းကလေသမားကိုခေါ်ပြီး ဲ့လေသမားတင်နွားတွေက သူ့မင်းကိုခွေးလို့သေးသွားတယ်ဆိုတာဟုတ်သလားလို့မေးတယ်။လေသမားကမျိုးစားမင်းမေးတာကို မပြောဘဲနှုတ်ဆက်နေပါတဲ့။အဲ့လေသမားငါမေးတာကိုဘာကြောင့်မဖြေတာလဲ။တင်နားကန်းနေတာလား။လေသမားကဘာမှမပြောဘဲငြိမ်းနေတယ်။ဟဲ့မြင်းပိုင်ရှင်ဒီလေသမားကစကားမပြောတတ်ဘူးလားပြောတတ်ပါတယ်မြူစားမင်းဟဲ့လေသမား စကားပြောတတ်ပါလေရဲ့နဲ့ငါမေးတာကိုဘာလို့ပြန်မပြောတာလဲ။ဟဲ့မြင်းပိုင်ရှင်ဒီလေသမားကစကားမပြောတတ်ဘူးလား။အခုငါမေးတာကို ပြန်မဖြေဘူး။ပြောတတ်ပါလေမျိုးသားမင်းစောစောပိုင်းကတော့သူကျွန်တော်မျိုးကို စကားပြောခဲ့ပါသေးတယ်။ဟေးဘာစကားတွေပြောခဲ့တာလဲ။ခမားမင်းကိုကြုံနွားတွေအနားမှာလာမချီနဲ့ကြုံနွားတွေကခွေတက်တယ်။ခမားရဲ့မင်းခံသွားရလိမ့်မယ်တဲ့ဗျ။ ဟာလဲသမားကတင့်ရဲ့မြင်ခင်ရမှာစိုးရင်လို့တရီပေးခဲ့တာပဲတင်က သူစကားကိုဂယုမဆိုင်လို့တင်မြင်တည်ရတာပဲသူမှာအပြင်းမရှိဘူးဒီတော့တင့်ရဲ့မြင်တံပိုးကို သူက ရော်ပေးစရာမလိုဘူးမြင်းပိုင်ရှင်မျိုးသားကမျိုးသားမင်းကိုစိုးရက်ကမတည်ရတာကြောင့်ပြန်သွားပါတယ်မျိုးသားမင်းကလဲသမားကိုကြည့်ပြီးဟဲ့လဲသမား တင်ကစကားပြောတဲ့ရဲ့သားနဲ့ဘာလို့စကားမပြောပဲအကြံဟန်ဆောင်နေတာလဲဒီလိုပါခင်ဗျာကျွန်တော်မျိုးကမျိုးသားမင်းကိုသူ့မြင်းနွားခွေခံရမှာဆိုလို့တတိပေးစကားပြောခဲ့တာကို ပြောမိရင်မျိုးသားကသူ့ကိုမပြောပါဘူးလို့အကြောက်အကန့်ညင်းမှတေးကြပါပဲကျွန်တော်မျိုးမှာသက်သက်အထောက်အထားမရှိတာမို့မျိုးသားမင်းကသူ့စကားကိုယုံကြည်သွားရင်ကျွန်တော်မျိုးကတတိပေးပါလေရဲ့နဲ့မြင်းရဲ့တန်ဖိုးကို ကျော်ရတော့မှာပါအခုတော့သူကိုယ်တိုင်ကျွန်တော်ပြောဆိုတတိပေးတာကို ပြောသွားခဲ့ပါတယ်သူပြောပြတော့ကျွန်တော်သူ့အပေါ်စေတနာထားတာကပုံမလင်းနဲ့သွားစီပါတယ်အတင်လေသမားတင်ဟာအလွန်ညံကောင်းတဲ့သူပဲမျိုးစားမင်းဟာညံကောင်းတဲ့လေသမားကိုကွန်ပျူတာအနေနဲ့အဝတ်စားတွေကိုပေးပြီးပြန်လွှတ်လိုက်ပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲရှင် အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်